်ပရိသတ်များအားလုံးပဲမင်္ဂလာရှိသောညချင်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမင်းခန့်ဥဒ္ဒတိပါရေးသားထားသောမျက်စံထုံးနှင့်မရဏရွာသူဇလန်းလေးရဲ့အပိုင်းသုံးကိုပြောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါရယ်ခင်ဗျာ အားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာနဝေတေကြီးဒုံပုံမှာရေကြော်ရွာကထွက်တော်ကြပြီဖြစ်သော ကြုံစုံနေထင်ချားလို့အနောက်ကိုအမောတကြီးပြေးလိုက်လာခဲ့ရတယ်။အရွယ်ကလေးရပ်ပြီးဖြစ်၍ဒေါ်ပုံမှာအတော်ကလေးမုန်းနေခဲ့တယ်။နေကြပုံဆရာတို့ဟူ၍អော်ပြီးလိုက်လာခဲ့သောကြောင့်ဆရာနှစ်ယောက်ကလည်းစောင့်ပေးကြတယ်။ဒေါ်ပုံမှာရေကြောရွာမှပင်မွေပြီးရေကြောရွာမှပင်ကြီးပြင်းခဲ့ရာရွာကိုရှိပြီးတန်ရုံးစင်လေးရှိသူဖြစ်တယ်။ရွာကြီးမကောင်းဆိုးရွာပြဿနာကိစ္စများတွင်လည်းသိရှိထားသူဖြစ်ပြီးရွာကိုကယ်တင်ပေးနိုင်မည်သူအားကိုးချတယ်။ တော့ဘုကကြော်စုံးနေထင်ရှားသူကိုမိလာတော့ခါချက်ချင်းစကားပြောနိုင်သည်ပဲတဟိုတဟဲဖြီးရင်ပတ်ကိုလက်နေပြီတယ်တပတ်ကလေးနေနှစ်ဖူးကိုရွှေ့တုပ်တယ်ထုံနောက်တွင်ကမန်ကရန်လက်ဝှက်ရှိပြီးဆရာနှစ်ယောက်ဤပညာနှင့်သီလကိုယူသေးသောအဖြစ်ဒုတိယကျင်းလက်ဝှက်ရှိထားတယ်ထုံတော်ကြပါနေလားဆရာတို့ရေရွာရဲ့ဘေးဆူကဆူကြီးကိုဆရာတို့သာကဲတင်နိုင်မှာပါဒီတိုင်းသာရွာကိုထားခဲ့မယ်ဆိုရင်ရွာပြည့်ရရှိရဲ့ဆရာတို့ရေပြန်လိုက်ခဲ့ကြပါ ကျုပ်တို့လည်းအထက်လောကီလန်ကိုရှောင်ရင်ခုနှစ်ရသားသမီးများကိုခေတင်နေတဲ့သူတွေပါ။ဒါပေမဲ့ရွာသားအများစုအနေနဲ့ကျုပ်တို့ဘောအထင်မြင်လွဲမှားမှုလေးတွေရှိနေတာကြောင့်ကျုပ်တို့ရွာတွေကိုပြန်လိုက်ဖို့မသင့်တော်ပါဘူး။ဆရာကြီးမျက်စံထုံးရဲ့တပည့်တွေဆိုကြတဲ့ကဆရာတို့နှစ်ဦးကိုကြီးညိုပြီးသားပါ။ဆရာတို့ရဲ့အကျဉ်းသိက္ခာနဲ့သီလသမာဓိကိုလည်းအကျွမ်းမဲ့ယုံကြည်ပါတယ်။ရွာသူရွာသားများကိုကျုပ်ကိုယ်တိုင်ဖြစ်တဲ့အနေနဲ့တောင်းပန်ပါမယ်ဆရာတို့ရဲ့။ပြန်လိုက်ခဲ့ကြပါ။ပြန်လိုက်ခဲ့မယ်ဆိုရင်တော့မှ ကို့ကျမကိုဖန်တီးနေကြတဲ့ရွာသူရွာသားအချို့ဟာကျုပ်တို့ကိုနှောက်ချက်ပေးပါလိမ့်မယ်။အကြောင်းအကျောင်းတွေကြောင့်ကျုပ်တို့ဘုံယုံကြည်မှုကင်းမဲ့ကုန်ကြတဲ့ရိုးသားတဲ့ရွာသားများအတွက်လေကျုပ်တို့စိတ်မကောင်းဖြစ်ဖို့ကလွယ်ပြီးဘာမှမတတ်နိုင်တော့ဘူး။ဘလို့နီးနဲ့မှရွာကိုမကင်နိုင်ကြတော့ဘူးလားဆရာတို့ရဲ့။ကျုပ်ကိုအကြံဉာဏ်ပေးခဲ့ပါ။အဲတနည်းတော်ရှိတယ်။ဒါပေမဲ့အတော်ကလေးစူးစမ်းအထောက်ဖို့တော့လိုတယ်။ကျုပ်တို့အနေနဲ့ရွာသူရွာသားအားလုံးကိုခွင့်လွှတ်ပါရစေ။ တရော်လုံးနီးပါးရဲ့အတန့်အတရဆူကြီးဖြစ်နေရကြောင်းကျုပ်တို့အနေနဲ့အကောင်းဆုံးနီလန်ပေးခဲ့ပါမယ်ဖြစ်နိုင်ကြိုးစားကြဖို့ပြောခဲ့ပါဆရာတို့ရေပြောခဲ့ပါဆရာတို့ပေးတဲ့နီလန်နဲ့ဆရာတို့စကားကနောက်ဆုံးမျှော်လင့်ချက်ပါဒီလိုပါဗျာဒီရေကျော်ရွာကြီးကတဆင်ကုန်းတရံရေတရံခီးထွက်ပြီး ARR မြေချောင်းကိုစံတက်ပါခစ်တရာနဲ့ဘန်းတော်မျိုးကြားကဖြတ်ပြီးပကံညောင်ဦးထိသွားပါမယ်ပြီးတာနဲ့တဆင်ပုတ်ပါမြေကိုသွားပါ ။ပုံပါတောင်ကလေးရဲ့ကဘာလုံးကကြုံစီကိုရောက်တဲ့အခါအတိတ်တံပြူပါ။မြေချောင်းဝိဇာကျုပ်တို့ဆရာကြီးပြည်တော်ပြန်မျက်စံထူအကူညီတောင်းအချိုးချောင်းပြောပြီးဒီဝါအရောက်ပင့်ခေါ်ခဲ့ပို့။သူ့အနေနဲ့ဒီဝါမြေကိုရှင်နေမိပြီဆိုရင်ပဲရွာရဲ့ဘေးစိုးကဆိုးအန်ဒီရဲ့ဆိုးကြီးကင်းပြီလို့သာမှတ်လိုက်ပါတော့။ကျုပ်တို့မှဆရာပေးရထားတဲ့တောင်းဝင်ပြီးသေးတာမို့ကြီးဆက်ရပါဦးမယ်။ကျေးဇူးကြီးလာပါတယ်ဆရာတို့ရေ။ဒီဝါရဲ့အရေးကိစ္စကိုကျုပ်ကိုယ်တိုင်လုံလောက်စိုက်ထုတ်ပြီးဖြည့်ချင်းပါမယ်။ ဆရာကြီးကိုပင်ဖို့သွားနေတဲ့ကာလာအတွင်းမှာရွာကိုဘလို့ကာခွေရပါမလဲသတင်းနှစ်ပတ်14ရက်ခီးနဲ့အပြီးရောက်အောင်တော့ပါဒီတော်အတွင်းသတင်းနှစ်ပတ်မှာရွာကိုမကောင်းဆိုးရွားအန္တရာယ်မကြောက်ရောက်စေဖို့တုတ်တို့တန်ကွေကြောက်ွေစက်ကြုံများစီရင်ပေးခဲ့ပါမယ်ယနေ့လာပြည့်ကျော်တည်းဖြစ်တာမို့လောက်ွေညမတိုင်ခင်ဆရာကြီးထံအရောက်တော့ပါကောင်းပါပြီဆရာတို့ရေဆရာတို့လမ်းခီးမှလည်းဘေးအန္တရာယ်ကင်းရင်သာသနာပြုနိုင်ဖို့ရာကျုပ်ကမြတ်တော်ဘူးဆူတောင်းပါတယ်ကျုပ်ကိုခွင့်ပြုပါဦး ဆရာတို့ကိုကြောခဲ့ပါတယ်။နဝေတေကြီးတို့ပုံမှာကြုံစုံနေထင်ချားလို့ပေးလိုက်သည်နောက်ဆုံးမြုံလေးချက်ကိုအာရဝန်သားတည်ဆောင်ရင်ရွာအတွင်းသို့ဝင်သွားချိန်ပြီးညီကုံနှစ်ဦးလည်းတယောက်ကိုတယောက်ကြည့်ပြီးခေါင်းညှိရင်တန်ကဝေကြောက်ကွေစက်များကိုအစွမ်းကုန်ထုတ်လို့၍တာမန်လူမမြင်နိုင်သောဆွမ်းအားတို့ဖြင့်ရေကြောရွာကြီးတရွာလုံးကိုကာကွယ်ပေးခဲ့တော်တယ်။ထိုနောက်သွားမိသားဖြစ်သောဂန္ဓာခီးကိုဆက်လက်ရှိဆန့်ရင်းရေကြောရွာကိုလည်းအပြီးတိုင်နှုတ်ဆက်ခွဲခွာလာခဲ့ကြတော့တယ် ို့နောက်တော့ပုတ်သည်တကြီးရင်တို့သွားရင်အကျိုးအကြောင်းတိုင်ပင်နေမျက်စံထုံကိုသွားရောက်ကိုဆောင်မြည်ကိစ္စတကြီးကလွယ်၍မြည်သူမှမသိစေရန်တိုးတိုးတိတ်တိတ်ဆောင်ရွက်ကြရတယ်။တကြီးကလည်းကြောက်တက်သူဖြစ်၍ရေကြော်ရော်သားများကိုမလွန်ဆန်နိုင်သောကြောင့်သာကျော်စုံးနှင့်ထင်ရှားသူကိုမတားခဲရခြင်းဖြစ်ပြီးဒပုတ်စီကရသောနောက်ဆုံးမျှော်လင့်ချက်ကိုအာဂိုတကြီးစုပ်ကိုင်မိတယ်။ရွာမှာနေလို့လေအကြောင်းမထူးတဲ့အတူတူကျုပ်ရောက်အောင်သွားမယ်လို့ဆုံးဖြတ်ထားပြီးပါပြီတကြီး။ သွားနိုင်တော့အကောင်းဆုံးမဟုတ်မိဖို့ရေဒါပေမဲ့နေတယောက်တည်းဖြစ်ပါမလားဖို့ခေါ်တော့မလားနောက်ဆုံးခီးအတွက်ဘာလို့တော့ရွာသားဖို့ခေါ်တော့လို့တော့ဖြစ်မှန်မထင်ပါဘူးဒီလိုကိစ္စတွေမှာအပြစ်ပြောဝေဖန်ဖို့လောက်တာနားလေကြတာဘာမှမသိရဘူးဒီတော့တယောက်တည်းသွားပါမယ်အေးခဏနေအောင်တကြီးမအင်ခန်းလေးခဏဝင်သွားတယ်ထို့နောက်လက်ထဲမှာငွေဆက်ကူများအထက်လိုက်ကင်ပြီးပြန်ထွက်လာတယ်ပြီးတော့ခါဒေါ်ဘုတ်လက်ထဲကိုထိုးထည့်ပြီးပြီးနောက် ယောမိဘယူသွားရေလန်းကုန်းလန်းအချိုချိုသွားမှာလက်ကကရိုးကလိုရဲဟဲ့ဒီလောက်အများကြီးမလိုပါဘူးဆရာနဲ့တွေ့တဲ့အခါလိုက်ရှင်အောင်လမ်းစရိတ်ချံပြီးဖို့ဖို့မမို့လေးကရိုးလိုက်ပေါ့ဟာထိုစကားကိုကြားတော့အခါတော်ဘုတ်ကပြုံးတယ်ထိုနောက်ငွေကိုတုံးချိုချိုခွဲပြီးလမ်းစေးမြတာယူဆောင်သွားတယ်ပြန်လာနီးနိုင်တကြီးလေရွာသားများနဲ့မထူးပါဘူးဟုသာပြောသွားလေတယ်ရဆန်ထုံအကြောင်းကိုအနေပါဆိုသလိုတီထားသောတော်ဘုတ်က ဆရာပင့်ရဲ့ဝင်မလို့အတီကိုလည်းတိနေတယ်။ဒေါ်ပုံမှာတကြီးအိမ်ကဆင်းတည်နေသူ့ဝင်ကိုပြန်ပြီးအဝေးစားကလေးလိုတလောင်းနဲ့ခမင်းချောက်ကလေးများကိုထုတ်ပိုးတယ်။ထုံနောက်ရေတပူးလေးထည့်ပြီးတပည့်ကြီးကြီးတစ်ထည့်ပြေးထုတ်ပိုးလိုက်တယ်။ထုံနောက်ပွဲထိုးထားသောနေရုံများဂျူဂျူချာချာမှနတ်ဆရာဆင်ဆက်ကန်ခဲ့သောနေရုံပါတောင်ခွေးတစ်ခုကိုထုတ်ယူပြီးတန်ရှင်းပြုတ်လောက်လိုက်တယ်။အနည်းနဲ့လာလာတိမ့်ထားသည့်ဖြစ်အားအောင်းနှန်းတော်လေတိမ္မာသာဖြစ်ပြုတ်လောက်ထားသောနေရဲတောင်ခွေးကလေးမှာ အနဲ့ရောင်စုံဝင်းလျက်ရှိတယ်။လက်ကင်ပါပြီးအောက်ရှိကအစနေရုပ်ပေါင်း39ရုပ်ဖြည့်ပက်လေထူးဆက်ထားတယ်။ဒေါ်ပုတ်ကတောင်ဝေးလက်ကင်ကလေးမှာအထုပ်ပိုးကလေးကိုချိန်လိုက်တယ်။ထို့နောက်လက်ပြက်အင်းကြီးရုံးလုံးကြီးတို့ကိုဝတ်ဆင်ပြီးစပင်ကူတေချာစွာထုံးဖွဲ့လျက်စတိုးကလေးကိုထိုးတယ်။ပြီးတော့ခါမြည်သူကမှနှုံးဆက်ပဲလက်ထက်တန်လှေတန်ဖြည့်ပုပ်ပါကြီးကိုရှေးဦးစတီတော်ရယ်ပုပ်ပါနဲ့တောင်အခေါမြင်ဖျားစုံတော်ပြား၌နန်ချားကြိုင်တွင် ခါတန်ပွင့်သည့်ရွှေနှစ်ယူမှပန်းစကားအဟုသည်တောင်တော်ရွှေပုပ်ပွားဘွဲ့တိုင်းသကဝါပန်းတို့ဝင်းဝထုံချိုင်လျက်ရှိကြပြီးပုပ်ပွားတောင်မကြီးတဝက်ခန့်ရှိသောတောင်ပလက်မှာလေအေဂျန်တိတ်ဆိတ်၍တောတောင်ရှုံမြောင်ပေါလှတယ်ထိုတော်တွင်တာမန်လူတို့မသိနိုင်မရောက်နိုင်သောတဘာဝလိုင်ကူတစ်ခုရှိတယ်ရင်းလိုင်ကူတွင်၌ရေကြတန်လူလူတချောင်းချောင်းမြည်တန်ကခတ်တူတူကြားနေရတယ်တန်ဒီလိုင်ကူဤပဲ့တင်တန်ကြောင့်တည်တော်နေတယ် ထိုတန်လာရသူလိုက်ပါကြည့်ရှုမည်ဆိုလျှင် အတွင်း၌လာပေါင်းများစွာပရိကိုစေ၍တမထကိုအားထုတ်နေသည့်ပုဂ္ဂိုလ်တယောက်ကိုတွေ့ရလိမ့်မည်ဖြစ်တယ်။အင်ကြီးဖြူအောင်နှင့်ပင်ဒီတိုက်ပုံကိုတေးတသက်နှစ်ထက်ဝစ်ထားပြီးအညိုပြောင်ပစုံနှင့်ခန်းချားလှသည့်ယောက်ျားပြုတ်သူ။နောက်ကျုံးမှကြည့်လျင်ပင်မကုံမကိုင်းတက်မက်သောကိုဟန်တည်ကြည်သောမြန်ထားနှင့်စုထုံးဖွဲ့ထားသည့်နတ်မောင်နေသောဆန်တွေလေကုံးမှပခုံးတီးဝဲကြနေသောဆန်ဖျား ဘေးနားကစီးလွယ်အိမ်နှင့်လက်ထဲကပရီးတို့မှာတာမန်ယောက်ျားတအူးမဟုတ်သည့်သွေးပြင်းလက္ခဏာများကိုတွေ့နေရတယ်။တီကြည်သောမျက်ထားနှင့်မျက်နှာချထားရာ သူ၏မျက်နှာမှာလည်းမကျင်းမကျယ်လွန်းညင်ညာသောနှစ်ဖူးပြင်ရှိတယ်။မျက်ခုံးစုံသည့်အနှင်းငယ်ထူ၍ဖြောင့်တန်းနေ။မျက်တွင်ပချိုင်း၌ထားတဲ့ပုံပြီးပါသောနှကန်းလေးရှိတယ်။မျက်လုံးစုံမိထား၍သာမျက်လုံးဖွင့်ထားပါကသူ၏မျက်လုံးများသည်ကြာကြာမကြည့်နိုင်လောက်အောင်စူးချထက်မြက်နေတယ်။ တခါမြင်ဘူးလျင် အမြင်အာရုံမှာမှတ်မိနေနိုင်သည်မော်ဆန်သောမျက်လုံးပိုက်ခြင်းဖြစ်တယ်။ထိုပုဂ္ဂိုလ်သည်ကိုးလာတိုင်တိုင်းအစာမရှိရင်မရှိဖြစ်ထံရမမထဘဲတူရဲကျင့်ကြံနေသူဖြစ်တယ်။ယနေ့အာရုံတက်ချိန်သည်အတိတ်ထံပြီးမြောက်သောနေ့ဖြစ်ပြီး ရှေ့သုံးလ၌တနနကုံ9000အလယ်သုံးလ၌တန်ပုတ်တီကာရာ9000နောက်ဆုံးသုံးလ၌စမာလေးလုံးကာရာတို့9000လို့မရွေသောစိတ်မမိတ်မတုံသော လုံလာတို့ဖြစ်ကျင့်ကြံအားထုတ်ခဲ့သူဖြစ်လေတယ်။ ထို့သောဒိဋ္ဌံပြီးဆုံးရာနောက်ဆုံးပတိတလုံးသည်ပင်လေကူနီးကြောက်ခနေကြရာ၌ကောင်းကင်ပြင်သည်ထိန်ဆိုင်တငယ်တို့အုံမဲကဝင်းကျင်မှမူးမောင်ကြသွားတော့ရေလျက်ပန်းခွင့်လွယ်တို့သည်တဝင်းဝင်းတလက်လက်မိဆက်ကျိုးစင်လျက်ကောင်းကင်ပြင်တို့ခွင်လုံးတိမ်မဲတုံးပြုတ်စင်းကဘူးကြီးတဲထန်စွာရွာချလေတယ်ဘူးကျုံသုံးချိန်စတိုက်ပြည်၍ဖြစ်ချုံသောမူးတို့သည်လှိုင်ကူဝင်းကျင်ကိုစင်ကြယ်အောင်ဆေးချောလိုက်သည့်နေရေတို့ဖြည့်ဖွေးနေတော့ရေထို့သောတဲထန်သောမူးတိမ်မဲတို့သည် အကြမီချိန်၌လေပြင်းနေသူလွတ်ဆင်ပြီးသည့်နောက်အရှိမအနေဦးသည်ရောင်လီပြေလျက်ဝင်းလက်ထွန်းတောက်သောအဟုန်ဖြင့်လောကတက်တခွင်ကိုလင်းဆောင်လေတော်တယ်။အချိန်ထဲမှပင်လှိုင်ဟူတွင်အထိတ်တမှထွက်၍လာသောသူသည်နားထဲ၌ဩစာပြေဝသောအတန်တစ်ခုကိုကြားရတယ်။ရင်းအတန်သည်လူလောကမှလာသောအတန်မဟုတ်ပေဝိဇ္ဇာတို့ဆံရမဟာမြိုင်တော်မှလာသောအဘိုး၏အတန်ပင်ဖြစ်လေတယ်။တာရုတာရုတာရုအစုံမရောက်တွေ့ရတော့တလံမီတလံလျှောက်ပေတော့ ပြန်လဲညံလန်းများအတွက်တော့စင်သစ်ပါပဲအဘိုးရေကျုံမကြီးတော့ပါဘူးကောင်းမှုမြန်တို့ကောင်းကျိုးအောင်လို့ကောင်းကျိုးကို၌တီးစီမင်းမော်အဲဒါကြောင့်လေအောက်ကဝိတ္တစုအဖြစ်ကနေအသွင်ပြောင်းလဲလို့မြေချောဝိဇ္ဇာပြည်တော်ပြန်မျက်စံထွန်းရဲလို့ဖြစ်လာရတာပေါ့ကွယ်မရဏရွာကြီးကြောင့်ခီးတစ်ခုတော့ကျုံရောက်ပြန်ပြီးအဘိုးရေပုံပန်းမြေကိုစွန့်ပြီးအိဆာများလာတဲ့လူတို့နေရာကိုသွားပြီးတော့မယ်အဘိုးတာရုခေါ်ပါတယ်ငါသားကြီး စိတ်မှာမရဏရွာကြီးကိစ္စကိုကိုယ်တိုင်သွားပြီးဖြစ်ချင်းဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကိုအဘိုးမြင်တယ်။ဒါပေမဲ့လာနေသူကိုစောင့်လိုက်ပါ။ငါသားယခုသွားရင်ယခုရောက်မှာစုပေမဲ့ရွာသားများအမြင်မှန်ရဖို့စောင့်တင်ပါလေ။ဟုတ်ပါတယ်အဘိုး။ကျုပ်ဘက်နှုတ်လေအပြည့်ပြုလာသူတို့ဘောမြတ်တာထားလာတတာမြင်တော့ကျုပ်ကြည်နူးမိပါလေ။ရွာကြီးကိစ္စရှုပ်ထွေးပေမဲ့လာနေတဲ့နှဝင်တဲ့ကြီးရဲ့စူးစမ်းမှုကိုလည်းအလကားမဖြစ်ရလေအောင်။ရွာကြီးမှကြံခဲ့တဲ့ရွာသားများလေးအမြင်မှန်ရရလေအောင်။တောင်ပေါ်ဖျားကနေစောင့်မယ်။ ဤသို့ဖြင့်နေဝင်တဲ့ကြီးဒေါ်ပုတ်လာကူမျက်စံထုံလေးစောင့်ကြုံနေရင်တောင်ကလက်ပေါ်သူပရိဒဂုံအိတ်တလုံးနှင့်တက်သွားလေတော့တယ်ဒေါ်ပုတ်ဒီလေကုံလန်တမျိုးရေလန်းတက်သွယ်နေဆရာနှစ်ဦးပြောတဲ့ကဲသူ AR မြစ်ကိုစံတက်ပြီးပန်းတောင်နှင့်ခတိယာမျိုးချားကိုဖျက်ခဲတော့တယ်ကြံရီးခဲ့ပြီးဖြစ်သောမြေဝကျုံပေါ်ဒေသရှိရေရော်ရွာကြီးမှာ အာကူရမဲလာတယ်ကျော်စုံနေထင်ရှားသူကစီရင်များနှင့်ကောက်ွယ်ပေးခဲ့သောကြောင့်သာအန္တရာယ်မဖြစ်ကြတော့လေ ပြူရလုံးမှာငကူကလူပင်မကောင်းဆိုရာချင်းချောက်မှုကြောင်မြဲကြောင်နေကြရတယ်။ထို့ပြင်အခြားအရာတခုလည်းရှိနေသေးတယ်။လူရဝဲဆွဲဆိုလိုပင်အခက်ခဲကြုံနေရသည့်ကြာမှာထိုးပိတ်ရင်ရညှိုးမှလည်းရေကျော်ရွာကြီးအတွက်အန်ဒီရတခုပင်ဖြစ်နေတော်တယ်။တနေ့သောအခါဖိုးပိတ်သည်ရွာကုန်တောက်ချိန်အန်ဒီရပြုတ်ရန်ရောက်လာခဲ့ပြန်တယ်။လိုက်ကြဟေးလိုက်ကြဟာတယောက်လေးမီးလို့ရတော့အသေးရိုက်ကွာ။တကြီးတကြီးဟိုကွယ်မှာတယောက် ပြည့်ပြီဗျာတိုက်လိုက်ရေကြောရွာတကြီးဦးမြင့်ရွှေနေရွာသားများဒေါက်တာလက်နက်ကိုစီပြေအမဲလိုက်တလို့စူးညံနေကြတယ်ဤဒီချိန်တွင်ရွာတွေကိုဝင်လာသောဖိုးပိတ်နေသည်များအုပ်စုကိုတိုးတိုးတိတ်တိတ်ချထားသောရွာဆောင်ကင်းဖွဲကမြင်သွားပြီးအချက်ပေးရာသည်များများကိုတရွာလုံးကအင်တိုင်းအားတိုင်းလိုက်လံနှိမ်နင်းနေကြခြင်းဖြစ်လေတယ်ဖြစ်ကောင်မပြည့်နေငါပြည့်မှာနော်တကြီးကနှလုံးပြူးတနှက်ပြည့်ယောဂရန်ကပြစ်လိုက်သောအခါ ပြင်းနေသောဓမြတစ်ယောက်လေသူ့ကိုပြစ်ပြီးထင်နေထိုးဝစ်သွားတော့တယ်။မြေမာမောင်းလျက်လဲတည်နေအနောက်ကရွာသားများလည်းအမိရဖန်စီပြီးထိုးချိတ်ရိုက်နှက်ကြတော့တယ်။မင်းလောက်ကွာဓမြကဲ့ကွာအမလေးဗျာကြောက်ပါပြီဖိုးပိန်ခိုင်းလို့ပါဗျာကျုပ်ကိုမတတ်ကြပါနဲ့ကျုပ်ကိုကျုပ်ကိုမတတ်ကြပါနဲ့ဗျာဟေးဟေးအောင်လေလက်လုံးမေတော်ပြီတော်ပြီဒီကောင်ကိုတေချာမလို့အောင်ကျိုးတုတ်ပြီအင်းကိုခေါ်လာခဲ့စက်ကွာ ုတ်ကဲ့တကြီးလက်ရဖမ်းမိတော့ဓမြကိုတကြီးဦးမြင့်ချွေလဲအင်းထဲမှပင်လက်ပြတ်ကြိုးတုပ်ပြီးထိတ်တုံးခတ်ထားလိုက်တယ်ထို့နောက်အင်းကြီးလက်ချေကိုခောက်တင်လိုက်ပြီးတညာလုံးလက်သီးတစ်လုံးနှိဆုံးမပေးလိုက်ရာဓမြကြီးမျက်နှာမှာကြင်ငါသီးလိုဖြစ်သွားရတော့တယ်တိုက်ပျော်စမ်းငါ့အိမ်ကိုတိုက်တုံးကမင်းပါတယ်မဟုတ်လားပြောလေကွာငါရိုက်လိုက်ရာပပါပါတယ်တကြီးပါပါတယ်အေးအမှန်တိုင်းဝင်မခံလို့ကတော့သိမယ် ျော်စံကျော်ကိုမီးရှို့တာလေမင်းတို့ပဲငါအိမ်နဲ့ချားအိမ်တွေလေပစ္စည်းတွေဖောက်တာလေမင်းတို့ပဲမဟုတ်လားကျော်စံကအမှန်တမ်းဟုတ်ဟုတ်ပါတယ်တီကိုဖိုးပိန်ကသူ့ကိုကြီးကိုတတ်တဲ့ရွာကိုလက်စားရှိရမယ်ကူညီပေးရင်မင်းတို့ကြိုက်တာကိုရွာကယူဆိုပြီးခိုင်းခိုင်းလို့ပါပစ္စည်းအလုံးကိုကိုဖိုးပိန်အိမ်မှာတင်ထားပါလေဒါဒါပေမဲ့အာဒါပေမဲ့ဘာလဲကွာဘာဖြစ်လဲပြောအခုပြောပြောပြောပါမယ် ြောပါမယ်စီကြီးရွာကိုမီးရှို့တာကကျုပ်တို့ပါဟိုဟိုတင်းကြီးမှာရွာသားတွေကိုတတ်တဲ့အထဲမှာကျုံပါဘူးတကြီးကိုဖိုးပိန်နဲ့တခြားလူတွေတတ်လိုက်တာပါဘာကွာတကြီးနေတူအခြားကြားသိရသောရွာသားများလည်းအံ့ဩမေ့သက်သွားကြတယ်ပြွာလုံးကြီးစိတ်ထင်လိုက်မကောင်းဆိုးရွားလွတ်လာပြီးရွာသားများကိုတတ်လိုက်သည်ဟု၍သာအထင်လွဲနေကြခြင်းဖြစ်တယ်တကြီးလည်းအမှုမှန်ပေါ်အောင်ဆက်လက်စစ်ဆေးရင်း အဲ့ညာကိစ္စဖိုးပိတ်ဆိုတဲ့ကောင်မင်းတို့ဘာပြန်ပြောလဲအောက်အကုန်ပြောစမ်းပြောပြောပါလေတကြီးသူတို့တွေဒီရွာသားတွေကိုတက်ပြီးတော့ရွာသားတွေမြုပ်ထားတဲ့ဦးရဲနာတွေဖွင့်နေထင်ပြီးရှက်ခွဲကြသေးတယ်လို့ပြောပါတယ်အဲ့ညာကဦးရေကဘာရတနာမှထွက်မလာပဲမကောင်းဆိုးဝါးကြီးတွေထွက်လိုက်လို့ဒါတွေမယုံတဲ့ကိုဖိုးပိတ်တော့နှစ်ရက်လောက်ဖျားပြီးစေကူလိုက်ရပါသေးတယ်တကြီးရပြီငါသဘောပေါက်ပြီအဲ့ကောင်လေးဒီကောင်ကိုမနဲ့မြုပ်ခတ်ပုံမယ် အပုတ်ခင်နှက်ပြံမှာတရွာလုံးကိုငါ့ရဲ့ရောက်ခေါ်ကြစမ်းငါတို့အထင်လွဲပြီးဟိုဆရာနှစ်ယောက်ကိုနှိမ့်ထုံးမိပြီကွာဟုတ်တယ်ဆရာကြီးဟာကျုပ်တို့ရောက်ကိုကေတင်ပေးနေတဲ့ဆရာကြီးပေါ့ကျုပ်တို့ကျေစုကမ်းမိပြီဗျာကျုပ်တို့မှားသွားပြီဆိုတာတရွာလုံးသိတဲ့နေဤသို့ဖြစ်နက်နက်လင်းသည်နှင့်ဓမြကိုမျိုးကပ်ပို့ဖို့ကိစ္စနှင့်တရွာလုံးရှိမှလည်းဖြစ်ကြောင်းကုန်စင်ကိုဓမြကဖွင့်ဟလိုက်တော့တယ်သူကကြုံဆုံးနေထင်ရှားလို့ပေါ်ကျေးဇူးကမ်းမိတော့ရွာသားများသည်လေ။တောင်သားရောက်၍မစုံဖြစ်ကြရတော့တယ်။ ဆရာနှုတ်ဦးညံပြင်းမှုကြောင့်မဟုတ်ပေဓမ္မများများဤနောက်ချက်၍သာမကောင်းဆိုရာများ လုကုံရသည်ဟုအာလုံးသဘောပေါက်မိပြီးအမြင်မှန်ရလာကြတော့တယ်ထိုအချိန်မှဆရာနှုတ်ဦးကိုလိုက်ချကြရန်ငပူးကအားကျုံးမှန်တဲ့ဖြစ်နေသောအခါရွာလုံးလဲငပူးကိုဝိုင်းပြီးအဖြစ်တင်ပြောဆိုကုန်ကြတော့တယ်ရွာသားများပြန်သွားသည့်တိုင်အောင်တကြီးမှမပြောသောကိစ္စတစ်ခုရှိတယ်ထိုကိစ္စမှာကျုံဆုံးနေထင်ရှားလို့ဦးဆရာမျက်စံထုံးကိုလက်ဝဲတဲ့ကြီးတို့ဘုရားတွားရောက်ပြေဆောင်သည့်အကြောင်းပင်ဖြစ်လေတယ် ဒေါ်ပုတ်တီလည်းခီးရှေကြီးကိုရှေ့ဆန်းခဲ့ရမှာဆယ်ရက်ခန့်ကြာသောအခါညောင်ဦးရဲ့သူ့ကိုရောက်လာခဲ့လေတယ်။ထိုမှာတဆင်ပုပ်ပါထိသွားခဲ့ရာနနက်ခင်းဝီလီဝင်းလေးချိန်ပုပ်ပါတောင်ကလေးဤတောင်ရှိတော်တန်ကလေးရှိရာကိုရောက်လာခဲ့တော်တယ်။တောင်ရှိတွင်ထမင်းလျှောက်ကလေးများနှင့်တောဆောင်တောင်ဆောင်များကိုပူဇော်ပတ်သပြီးသူလည်းစာရင်ရေးတော့တယ်။ထို့နောက်ခိတအပန်းဖြစ်ရင်တောင်ပေါ်ကမတက်သေးပဲတပင်အောင်မှပင်တရေအိပ်ပျော်သွားတော်တယ်။အေးငါတောဆက်မှာအိတ်နေတဲ့နတ်ဝင်သေးကြီးထလို့ ထလို့ယခုထလို့ရောပုံလေးအိပ်ပျော်နေရမှာအိမ်မက်လိုလိုတကယ်လိုနေလမ်းလို့လာခဲ့ရာပြပြစင်ကျင်နေခေါင်းပေါင်းဖြူဝစ်စင်ထားတော့အဘိုးကြီးတယောက်ကိုတွေ့လိုက်ရတယ်ဘလို့ပုံကများလေကျွန်တော်ကိုနှိုးရတာဘာကိစ္စများလေကျွန်တော်လာတာအများကျိုးအတွက်လူကျိုးဆောင်ဖို့ကောင်းတော့လာခြင်းပါကောင်းပြီလေကျုပ်ဟာဒီတော့ကိုအစိုးရရဲ့တိုးဆောင်တဲ့ပါတိုးကိုဝင်လို့လျင်ဖြစ်တင်းစီမှာပါလာတဲ့စားတဲ့ရိတ်ခါများကို ဗလီနက်စာအဖြစ်ပူဇော်ပြီးထားရခဲ့ပြီတော့ကောင်းလာပါပြီတောဆောင်နေမင်းကြီးထို့သူပြောသည့်နေဒေါ်ဘုံဤထမင်းရှောက်ရေဘူးနေအဝိစားထုံကြီးပါပျောက်ွယ်သွားတော့တယ်ဒေါ်ဘုံလည်း39မင်းနဲ့ရောက်ပါတော့တောင်ဝေးကလေးကိုသာကောက်ဆွဲပြီးတိုးရဲသူဝင်ခဲ့ရတော့တယ်ထို့နောက်တောင်ရှိသူရောက်တော့ခါတောဆောင်နေခဲ့သူပင်အသွင်တစ်မျိုးနှင့်အဘူးကြီးတဦးကတားပြန်နေနဝေတဲ့မိမငါသည်တောင်တော်ကိုအစိုးရသောမဟာဂိရိနမင်းဖြစ်တယ် တင်တောင်တော်ကိုတက်ရောက်လိုပါကတင်းလက်တွင်ရှိနရဲတောင်ဝေးကိုထားရိုက်ခဲ့ပြီလို့တော်ပုံလေးတခုရဲသောအကူရတောင်ဝေးကလေးကိုကြည့်လိုက်တယ်။ထိုနောက်လာရင်ကိစ္စသာအရေးကြီးသည်ဟု၍ကောင်းမပြီဟုသာပြောသောအခါတောင်ဝေးမှာပြောက်ွယ်သွားတော်တယ်။တော်ပုံမှာကြုံဆုံနေထင်ရှားလို့မှားခဲ့သည့်အတိုင်းတောင်ကလက်ပေါ်ရှိကဘာလုံးစီဒီမှာမျက်စံတို့ရှိနေလိမ့်မည်ဟုအာခဲပြီးတောင်ပုံကိုတက်လာခဲ့တော်တယ်။တို့ရတွင် တောင်တက်လန်းတဝက်၌ကြောင်းဟင်းတန်ကြီးကိုကြားလိုက်ရပြီး ကြာမီပါပင်တော်ရဲမအကြာကြီးတောင်သည်ဒေါ်ဘုံရှိအသူဥတီပြီးလာနေတော့တယ်ဒေါ်ဘုံလည်းကြောက်ကြောက်နှင့်မျက်လုံးကိုမှိတ်ထားလိုက်တယ်ထို့နောက်သူ့စိတ်တွင် ဆုံးဖြတ်ချက်တစ်ခုကိုရှားလိုက်တော့တယ်ပြီးတော့ခါလက်ဝှက်ရှိမှုပြီးအထန်ကြဲကြဲဖြစ်တမာရီဝါလောကပါလာနတ်တို့ကိုတိုင်တယ်၍ကျွန်ုပ်နဲ့ဝင်တဲ့ဒေါ်ဘုံကသစ္စာပြုတိုင်တယ်ပါတယ်ကျွန်ုပ်ဒီရရွာကျူလူအကျိုးကိုမြှောက်၍စွန်စားလာခဲ့ရသည်သာဖြစ်ပြီး ကိုကျိုးကိုမြည်ရွယ်ခဲ့ပါ ကြာရတိရစ္ဆာန်တို့ကအသွေးသားကိုစားမြစ်ဆိုလျင်လေအသက်ကိုပေးဝင်ပြီးဖြစ်သည်ဤသစ္စာမှတ်ပြီးခရီးလန်းဆုံးရမှာဝိဇ္ဇာကိုဖူးပြီးလျင်ပြန်တော်အခါကြောစာဖြစ်လို့ဟာဖြစ်စီတော်ဤတို့တိုင်တည်း၍သစ္စာပြုကမျက်လုံးကိုဖွင့်ကြည့်တော်အခါ၌ကြာကြီးမှာတစ်ဖက်သို့ပြန်၍လှက်ထွက်သွားတော်တယ်ထိုအခါဒေါ်ပုတ်လေတောင်ပေါ်ရှိဇေဒီကလေးကိုအဝေးမှကြည်နူးနူးဖူးမြော်ရင်းတောင်ထိပ်သို့ရောက်အောင်ပင်ပေပေါင်း2000ကျော်တက်လှမ်း၍လာခဲ့ရတော်တယ်တောင်ထိပ်သို့ရောက်သောအခါ အဘဘုံမင်းခေါင်ဤကဘာလုံးကကြုံစီကလေးကိုဥစွာတွေ့ရတယ်။သို့သောစီရီအင်းဤ၌ထင်ရှားနေကြုံဆုံးလို့ပြောသလိုမျက်စံထုံးကိုတွေ့ရသောကြောင့်အမိုးဆူသွားခဲ့ရတယ်။တောင်တက်ခီးတစ်ချောင်းအစာမရှိရင်မရှိတောင်ဝင်းမပါတကူရဲတက်လာခဲ့ရသောအသက်60ကျော်60နှစ်နီးအဘွားကြီးတော်ပုံမှာဖျားကိုလက်ဥရှိရင်ရွှေတလုံးလုံးဖြစ်တဟောမောပန်းနွမ်းတဲ့လျက်ရှိတယ်။တော်ဘုံအထုပ်ပိုးကြီးနဲ့ပါလားအခုထိအမုံမပြေသေးဘူးလား ဒေါ်ပုတ်မှာအတန်လာရစီတို့လှမ်းကြည့်ရာမျက်စံထိုးမှာစီရီယင်ပြင်ဖက်တို့တလှမ်းချင်းလာနေသည်ကိုတွေ့ရသဖြင့်ဝမ်းသာသွားခဲ့တယ်။အထုပ်တထုပ်ကိုလမ်းမကလေးကနောက်ဘက်တလူပျောက်သွားတော့လေအမှန်တကယ်ပင်ဘေးမှာပြင်းအောင်နေတယ်။မုံပြည့်သေးဘူးလားဟု၍မျက်စံထုံးကမေးလိုက်သည်နှင့်ဒေါ်ပုတ်မှာရေးအေးတစ်ခွက်တောက်လိုက်ရသလိုအေးမြကြီးလင်းသွားပြီးအသက်ရှူမှန်မှန်ဖြင့်အမောပြေးသွားတော့တယ်။ဒေါ်ပုတ်၏စိတ်ထဲတွင်ဆွမ်းလာကြည်လားဟုတွေ့ရင်မျက်စံထုံးကိုဘာပြောရမည်မသိသောကြောင့် မိယာခိုယာအကူရတောင်ဝေးကလေးမရှိတော့ခက်ခဲခဲစူးစမ်းပြီးတက်ခဲရပါလေဆရာတောင်ဝေးကခမည်းလက်ထဲမှာပါထို့သူပြောလိုက်သည်နေဒေါ်ပုတ်ကင်တော့38ပါးနေရုပ်ထုများနေတောင်ဝေးကလေးမှာလက်ထဲသူ့ပြန်လဲရောက်ရှိလာတော့တယ်ဒေါ်ပုတ်ဒီလဲဝမ်းသာအရာဖြစ်သွားပြီးချစ်တက်တက်မှာလာထိုင်တော့မျက်စံထုံကိုဥရှကရောလိုက်တော့တယ်မျက်စံထုံမှာအသက်30ကျော်အရွယ်ဖြစ်လို့နေတော့လေတက်တန်းမှာမငယ်တော့ဘူးဒေါ်ပုတ်လဲ အသက်ကုံကပညာတိတ်ခါတမာရီတို့ကိုပူဇော်တော်အဖြစ်ဥရှကရောပြီးနောက်နဝင့်တဲကြီးဒီကိုခက်ခက်ခဲခဲလာခဲ့ရတာအကြောင်းရင်းရှိလို့လားဆရာထံစိုက်ဆိုင်လာခဲ့ရတာပါပဲအကြောင်းကတော့ရွာကိစ္စပါဆရာဟမ်စတော့ပါဦးဒီလိုပါဆရာရေကျုပ်တို့ရွာက ARV မြို့ဝကျုံပေါ်မှာရှိပါတယ်ဆရာတပည့်နှစ်ဦးကလည်းရောက်ခဲ့ပါသေးတယ်ရွာမှာချင်းစားလို့လို့အတိုက်လို့လို့ဘာမှမသိတဲ့ပြောကားကြောင့် မကောင်းဆိုးရွားအန္တရာယ်ကြုံနေရပါတယ်။ဆရာတပည့်နှစ်ဦးရောက်လာဖြည့်ရှင်းပေးတဲ့အခါကိစ္စအောင်မြင်ပေမယ့်အကြောင်းမျိုးမျိုးကြောင့်နှောက်ယှက်ဖြစ်ခဲ့ရပါတယ်။မတိနားမလဲတဲ့ရွာသူရွာသားများကလည်းဆရာတပည့်နှစ်ဦးကိုအပြစ်မြင်ပြီးရွာကနှင်ထုတ်တလူတွေဖြစ်ခဲ့ကြပါတယ်ဆရာ။အင်းတဖက်ရွာကဖိုးပိန်လို့ခေါ်တဲ့တယောက်ဓမြတွေနဲ့ပေါင်းပြီးနှောက်ယှက်ကြတာပါ။အခုခမားတီကိုလာနေစဉ်ခီးအတွင်းမှာပဲရွာတကြီးနဲ့ရွာသားတွေဖိုးပိန်တို့အဖွဲကဓမြတယောက်ကိုဖမ်းမိလို့အဖြစ်မှန်တွေကိုထွက်ဆိုပြီးရွာသားတွေအမြင်မှန်ရသွားကြပါပြီ ကျုပ်တပည့်နဲ့ဦးလေရွာဦးအကားခွဲတွေလုပေးခဲ့ကြတယ်ထင်တယ်။ဟုတ်ပါတယ်ဆရာ။ကျုပ်တောင်းပန်ပြီးအကူအညီတောင်းခဲ့ပါတယ်။အခုရွာရဲ့ကိစ္စဟာလောက်ခွင့်ညာရောက်တိုင်းရွာသားတဦးအသက်ဆုံးရတဲ့အဖြစ်ဆိုးကြီးပါ။ဒီအတိုင်းဆိုရွာပြေးရပါတော့မယ်ဆရာ။မျက်စက်ထိုးမှာခေါင်းတင်းချင်းချင်းဖြည့်နားထောင်ရင်းဒေါ်ပုံပြောပြတော့ရွာကအာယုံခံကြည့်ရှုလိုက်တယ်။ထိုးနောက်ကိုယ်တိုင်လိုက်ပါဖြစ်ချင်းရတော့မည့်ကိစ္စဖြစ်နေသည်ဟုသိလိုက်ရတော့တယ်။မကောင်းတဲ့လောကီပညာများကိုအပိသက် အမြင့်ပြတ်နေနေကူညီပေးဖို့လာပြီးတောင်းပန်ရင်းရွာကိုပိတ်ဖိတ်ခြင်းလို့ပါဆရာ။ကောင်းပြီလေကောင်းပါပြီ။ကျုပ်လည်းဒိဋ္ဌံအောင်ခဲ့ပြီမို့ခုနှစ်သားသမီးများကိုကဲဖို့ရာအခါကြပါပြီ။ကျုပ်လိုက်ခဲ့ပါမယ်။ကျေးဇူးတင်ပါတယ်ဆရာ။ကျုပ်ဆရာနဲ့အခုလိုဆုံတွေ့ရတာကိုလည်းဝမ်းသာမိပါတယ်။ဆရာကိုကြောက်ပါတယ်။ဤသူဖြစ်လောက်ွယ်ရန်၅ရက်ခန့်သာကြံတော်သဖြင့်ပုံပါမြင်ပါမြို့ဝကျုံပေါ်ဒေသအတိုင်းတော်ပုံးနဲ့မျက်စံထုံလို့ခီးဆက်ရပေးတော်တယ်။ တောင်ပေါ်မှအစဉ်စဉ်ဆင်းလာခဲ့ကြရာလက်တဝဲရောက်ဝဲရှေ့တွင် ကြားကြီးတကောင်နှင့်ပပင်းတွုံးပြကြတော်ရီထိုအခါမှဒေါ်ဘိုလည်းတစ္ဆာဆိုးခဲ့သည်ကိုအမှတ်ရသဖြင့်ကြားကြီးကိုစစ်စစ်ကြည့်တယ်သူ၏စိတ်ထဲ၌မျက်စံထုံးကိုကုပါခဲ့ပါဟု၍လည်းမပြောတော့ဘဲတစ္ဆာပြုခဲ့သလိုပင် ကြားစာဖြစ်လိုကဖြစ်စေတော်ဟုတွေးထားရီထိုနောက်တောင်ခွေးကလေးမှအထုပ်ကိုရှိတ်ပြီးကြားကြီးချီရသူတလှန်ချင်းတိုးသွားတော်ရီမျက်စံထုံးမှလည်းဒေါ်ဘို၏တစ္ဆာကိုဆက်သက်လိုသဖြင့် ဘာမှမပြောဘဲခက်တီတီသာ ကြည့်နေလိုက်တယ်။ထိုးနောက်ကြားကြီးကလည်းတလန်ချင်းရှည်တိုးလာတယ်လို့ဒေါ်ဘုတ်ကလည်းအနောက်မဆုတ်ခဲ့ပြီ။ကြားနဲ့လူအလုံးနီးကပ်လာချိန်၌ကြားဤလှုပ်ရှားမှုမှာပုံမိုးလင်းမြန်လာပြီးဒေါ်ဘုံနီးသူပြေးဝင်လာခဲ့တယ်။ထိုးနောက်အန်ဒီမပြုတ်ဘဲကြားကြီးမှကြောင်ကလေးတစ်ကောင်ကဲသူပြုတ်မှုနေသည်ကိုတွေ့ရသဖြင့်မျက်စံထုံလေးပြုံးပြီးကြည့်နေမိတယ်။ပိုလာတက်လာနေကြားကြီးကဒေါ်ဘုံနီးသွားလာရင်ရှေ့ကလမ်းပြသဖြင့် ရစ်ဆန်ထုံးနေဒေါ်ပုတ်လေကြာကြီးအနောက်ကိုလိုက်ခဲ့ကြရာ လာလန်းထက်ပူပြီးတောမှအမြန်ထွက်နိုင်ခဲ့ကြတယ်တောဆက်သူရောက်တဲ့နေ့ကြာကြီးမှာတောရဲပြောင်းဝင်သွားတော့ကြောင်းမျက်ဆန်ထုံးနေဒေါ်ပုတ်တို့လေပုတ်ပါတောင်ကြီးကိုကြောခိုင်းရင်အေအော်ရီမြေးချီရသူရှေးဦးတဲခဲ့ကြတော့တယ်ဟုတ်ကဲ့ဇလန်ကလေးရောဒီမှာပဲတခန်းရလို့သွားခဲ့ပါပြီခင်ဗျာနောက်နောက်မှလည်းမျက်ဆန်ထုံးကြီးအပိုင်းဆက်ဇလန်များကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံးကပဲဖြစ်ပါတယ် အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းပါခြင်းအဖျားသောသူဟာတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။